ဒီနေ့ဒီအချိန်မှာတော့ foreign reserve အများဆုံးကင်ထားတဲ့ US ဒေါ်လာလို့ပေါ့နော်အများဆုံးကင်ထားတဲ့နိုင်ငံဂျပန်ဖြစ်ပါတယ်ရှင်ဂျပန်က2 trillion ကျော်ကျော်ရှိတယ်2.1 2.2 trillion လောက်ရှိတယ်ဆိုလို့ရှိရင်တခြားနိုင်ငံတွေကတော့အကင်းပါသွားပြီပေါ့နော်ဘလို့အကင်းပါသွားလဲဆိုရင်ခုကအာအမေရိကန်ဒေါ်လာက international trade မှာမသုံးမနေရဘယ်နိုင်ငံသွားသွား US ဒေါ်လာကင်သွားရင်ဘာ currency နဲ့ဖြစ်ဖြစ်လဲပြီးသုံးလို့ရတယ် အဲပြီးလို့ရှိရင်ဒီဒီ banking transaction တွေပေါ့เนาะအဲ့မှာလည်းအရန်လွယ်ကူတယ်လွယ်ကူတဲ့အခါကျတော့ဒါအမေရိကန်ကသူ့ရဲ့ဒေါ်လာကိုသူ့ရဲ့ currency ကိုသူကလက်နက်တစ်ခုလို့ထုတ်သုံးလာပြီးတော့မှဟိုမှာကျမတို့ကိုဆို sanction လုပ်တယ်ရုရှားကို sanction လုပ်တယ်သူမကြိုက်တဲ့တိုင်းပြည်တွေအကုန် sanction လုပ်တယ်အဲအဲ့လိုတွေလှုပ်လာတာဒီဘာလှုပ်လာလဲဆိုသူ့ရဲ့ဒေါ်လာအသုံးဝင်မှုရဲ့ net pay ကိုခြုံခြုံလာနေတူတာပေါ့เนาะအဲ sanction နဲ့ sanction ဖြစ်တဲ့တိုင်းပြည်တွေများလာလေများလာလေသူ့ရဲ့ဒေါ်လာရဲ့ အဲသူ့ရဲ့ဟိုအချိုးအချိုးတက်ဟိုပါပေါ့ဒေါ်လာအတုံးဝင်တဲ့နယ်ပယ်ကချင်းချင်းလာလေအဲ့ဒါဖြစ်တယ်အဲ့နံပါတ်1နံပါတ်2ကကြတော့အာအခုဆိုလို့ရှိရင်အဲဒီရုရှားဟိုရုရှားနဲ့ယူကရိန်းဖြစ်တဲ့အချိန်မှာရုရှားရဲ့ foreign reserve အာ600 billion ပေါ့ဘီလီယံပေါင်း600 US ဒေါ်လာဘီလီယံပေါင်း600ကိုတိမ့်ပလိုက်တယ်လေတိမ့်ပလိုက်ပြီးတော့မှယူကရိန်းကိုပြန်ထောက်ပံ့တာဒီရုရှားရဲ့ foreign reserve တွေကနေပြီးတော့မှပြန်ပြီးတော့မှယူကရိန်းကိုထောက်ပံ့နေတာ ဆိုတဲ့အခါကျတော့နိုင်ငံတိုင်းကဘာတွေးလာလဲဆိုငါတို့ကအမေရိကန်ဒေါ်လာနဲ့ foreign reserve ကင်ထားရင်သူကတင်လိုက်လို့ရှိရင်ငါတို့ပတ်စံတွေငါတို့ရဲ့ချွေးနှဲစာတွေတိုင်းပြည်ကစုဆောင်းထားတဲ့ငွေတွေဟိုအရန်ငွေတွေပေါ့နိုင်ငံခြားအရန်ငွေတွေတိုင်းပြည်အရန်ငွေတွေနိုင်ငံခြားအရန်ငွေတွေကအဟောတိကံဖြစ်သွားမယ်ဆိုပြီးကြောက်ကြတဲ့အခါကျတော့ရွှေနဲ့လဲကင်ကြတယ်ဟိုချက်ချင်းကြီးတော့မရအောင်ပေါ့နော်သူကတက်တန်းစိတ်ရင်ပြန်ရွေးတယ်တက်တန်းစိတ်ရင်ပြန်ရွေးတယ်၆လတခါ တစ်နှစ်တစ်ခါတစ်နှစ်ခွဲတစ်ခါစသဖြင့်အဲ့လိုပြန်ပြန်ရွေးရွေးနေကြတာပေါ့ပြန်ရွေးပြီလို့ရှိရင်ရွှေနဲ့ပြောင်းကင်နေနောက်တခြားတရုတ်ယွမ်လိုမျိုးနဲ့ပြောင်းကင်နေဒါမျိုးလေးတွေဖြစ်လာတာပေါ့ဖြစ်လာတဲ့အခါကျတော့အမေရိကန်မှာခုနကကျွန်မပြောခဲ့တဲ့စကားကိုကောင်းရင် economic emergency ပေါ့နော်စီးပွားရေးအရေးပေါ်အခြေအနေဆိုတော့အချက်နှစ်ချက်ကြောင့်ဖြစ်တယ်နံပါတ်1အကျွေးများလွန်းတာတပိုင်းနံပါတ်2ကဒေါ်လာကိုဟိုနိုင်ငံတကာရဲ့ဟိုနိုင်ငံခြားအရန်ငွေအနေနဲ့သုံးတာနည်းလာပြီလို့ရှိရင်ဒေါ်လာကိုလက်လွတ်လိုက်တာများတာပေါ့ ဒေါ်လာကိုလက်လွတ်လိုက်တာများတယ်။နောက်တစ်ခုကကျတော့အမေရိကန်အစိုးရရိုင်းနှိပ်ဖြက်ထုတ်ဝေထားတဲ့ဒီဒေါ်လာတွေရပေါ့နော်ဒါကျမကိန်းကနန်းတော့အတိအကျမသိဘူးဒါပေမဲ့80ရာခိုင်နှုန်းကကဘာမှာ international trade မှာသုံးတယ်နိုင်ငံတကာကုန်သွယ်မှုမှာသုံးတယ်20ရာခိုင်နှုန်းသာလျှင်သူ့ပြည်သွင်းမှာသုံးတာဖြစ်တယ်ဒီထက်တောင်နည်းချင်လဲနည်းမှာပေါ့နော်တချိန်ကျလို့ရှိရင်ဒီ international trade မှာအခုက bitcoin ပေါ်လာတယ်အစသဖြင့်ပေါ့နော်ဟိုနီးပညာတွေအများကြီးပေါ်လာတယ်လေ ဟိုဒီ digital currency တွေပေါ်လာတယ်အဲ့လိုတွေပေါ်လာတယ်ပြီးလို့ရှိရင် BRICS ကလည်းဟိုဒီဒီအမေရိကန်ကတော့လှုပ်ထားတာ SWIFT ဆိုတာ SWIFT SWIFT ဆိုတဲ့ system နဲ့ဝင်လိုက်ရင်ဘယ်နိုင်ငံအောင်မဆိုပတ်စံပေးချေလို့ရတယ်ပတ်စံလွှဲပြောင်းယူလို့ရတယ် international trade မှာအရန်လွယ်တာပေါ့နော်ဟိုလိမ့်လိမ့်လဲတာလဲကြောက်စရာမလိုဘူးမြန်လဲမြန်တယ်လွယ်လဲလွယ်တယ်အဆင်လဲပြေတယ်ပေါ့ဆိုလို့ရှိရင်ဒီ SWIFT ကိုတုံးခွင့်မရအောင်လှုပ်ထားတဲ့အတိုင်းပြည်တွေကလည်းစူးစမ်းပြီးတော့မှ အဲသူ့လိုမျိုးစနစ်တစ်ခုပေါ့ကဘာမှာနောက်အလားတူတစ်ခုပေါ်လာအောင်စူးစမ်းကြရမှာလေအဲ့လိုစူးစမ်းလို့အဲ့စနစ်ကြီးပေါ်လာပြီဆိုတာနဲ့အဲဒီဘက်မှာတုံးတဲ့လူတွေကလည်းနှစ်ဖက်လုံးမျှတုံးမယ်ဒီဘက်မှာ swift မှာပေးမတုံးတဲ့သူတွေကနောက် ပေါ်လာတာကိုလုံးလုံးလျားလျားတုံးမယ်ပြီးဒီ swift မှာတုံးလက်ဆလူတွေကလည်းနှစ်ခုလုံးဖြန့်ပြီးတုံးမယ်ဆိုလို့ရှိရင်သူ့ရဲ့ market share ကနည်းသွားမှာလေနည်းသွားတဲ့အခါကျရင် de dollarization ဆိုတာ ဒီဒေါ်လာရဲ့တန်ဖိုးကပြုတ်ကျသွားပြီးတော့မှကမ္ဘာသုံးငွေကြေးမဟုတ်တော့ဘဲနဲ့အမေရိကန်နိုင်ငံတွင်းသာလျှင်အမေရိကန်အစိုးရထုတ်ဝေထားလို့အမေရိကန်နိုင်ငံအတွင်းမှာပဲတုံးရတော့မယ်ဆိုတော့တနည်းကိုရောက်သွားလို့ရှိရင်ဒေါ်လာဈေးက ရုတ်တရက်ပြိုဆင်းသွားမှာပေါ့နော်အဲ့ဒါကဘာလဲဆိုလို့ရှင်ခုနကပြောသလိုပေါ့သူကတိုင်းပြည်မှာသူထုတ်ဝေထားတာရဲ့20ရာခိုင်နှုန်းပဲအသုံးလိုတာလေ80ရာခိုင်နှုန်းကကမ္ဘာနိုင်ငံတွေကဒီကမ္ဘာကုန်သွယ်ရေးမှာတုံးနေကြတာပေါ့ဒီမှာအစားထိုးတာတစ်ခုခုဝင်ရောက်သွားတာ ਨੇ အများသူ့ရဲ့အခန်းကဏ္ဍဒေါ်လာရဲ့အခန်းကဏ္ဍကျသွားမယ်အဲ့ဒါကြောင့်မလို့1982ခုနှစ်လောက်ပေါ့နော်ဘရက်တန်ဝုဒ်အဲ့ဟိုပြိုလဲသွားတဲ့အချိန်မှာအာဘာဖြစ်လဲဆိုပက်ထရိုဒေါ်လာဆိုထပ်ပေါ်တယ်ပက်ထရိုဒေါ်လာဆိုထပ်ပေါ်တာကဘာလဲဆိုရင် ဒီရေနံဝယ်ခြင်းလို့ရှိရင်နိုင်ငံတကာနိုင်ငံတိုင်းကကျွန်တော်တို့ကလောင်စာစီဝယ်ရတာကိုလောင်စာကလည်းဒီဘွားပေါ့တိုင်းပြည်တိုင်းမှာဟိုတဘာဝတရားစာတအနေနဲ့ထွက်တာမဟုတ်ဘူးဆိုတော့လေဆိုလို့ရှိရင်လောင်စာစီဝယ်ကြရတဲ့အခါကျတော့ तू ကသူကဆော်ဒီအာရေဗျနဲ့သွားချိတ်ထားလိုက်တယ်ဆော်ဒီနဲ့ချိတ်ထားပြီးလို့ရှိရင်ဘာလို့လဲဆိုလို့ရှိရင်ရေနံရောင်းရင်ဒေါ်လာနဲ့ပဲရောင်းမှာဆိုတဲ့ဟာ international trade currency ရဲ့သူ့ရဲ့ဟိုပါပေါ့သူ့ရဲ့ status ပေါ့နော်သူ့ရဲ့အခြေအနေကိုမယုတ်ယော့သွားအောင် तू က ပက်ထရိုဒေါ်လာဆိုပြီးလုတ်ပြီးခုနရွှေနဲ့လုတ်ခဲ့တယ်1944 45ရွှေနဲ့လုတ်ခဲ့တယ်အဲပြီးလို့ရှိရင်1980ကျော်ရွှေနဲ့မရတော့တဲ့အချိန်မှာအဲသူကဒေါ်လာတန်ဖို့တော့ဟိုမကန့်တတ်ထားတော့ဘူးသို့တော်လည်းရေနံဝယ်မယ်စွန့်အင်ဝယ်မယ်ဆိုရင်လောင်စာဝယ်မယ်ဆိုရင်ဒေါ်လာနဲ့ပဲဝယ်ပါဆိုပြီးလုတ်ထားတော့တကဘာလုံးကဒါဝိုင်းတုံးရတာပေါ့နော်ဝိုင်းတုံးရတာအဲ့ဒါကြောင့်မလို့ဆော်ဒီကိုသူက အရန်ပေါင်းရတာလေ။ကျွန်တော်တို့လိုတရုတ်ကိုတရုတ်ကိုတိုက်ခိုက်ခြင်းတဲ့ခါကျတော့ကျွန်တော်တို့မြန်မာနိုင်ငံကိုဟိုပြဿနာလောက်တာပေါ့နော်။ဒါဒီမိုကရေစီဟိုဟာမဟုတ်ဘူးဟိုတခြားပါတော့လေ။လူ့အခွင့်ဒီမိုကရေစီနဲ့လူ့အခွင့်ရခေါင်းစဉ်တက်ပြီးကျွန်တော်တို့မြန်မာနိုင်ငံလိုမျိုးတအားပြဿနာလောက်တာပေါ့။တော့အဲ့လိုသဘောရှိပါတယ်။အဲဒါကြောင့်ခုနက geo geo economic ဆိုတာအဲ့ဒါပါရှင့်။ဆိုလို့ရှိရင်သူကအမေရိကန်က ခုနပြန်ပြောမယ်ဆိုရင် economic emergency စီးပွားရေးအရေးပေါ်ကာလဖြစ်ပြီးအချက်နှစ်ချက်ကြောင့်အကျွေးများလွန်းနေအတိုးတွေအချိန်နဲ့အများတက်နေတယ်။ပြီးလို့ရှိရင်သူ့ရဲ့ currency ကိုဟိုကဘာမှာဟိုအစားထိုးဝင်ရောက်မဲ့ဟာတွေကရှိရှိလာတယ်ပေါ့နော်။ဟိုဟာပေါ့။အဲအစားထိုးဝင်ရောက်မှာတွေကရှိနေပြီ။အဲပြီးလို့ရှိရင်အဲပြီးပြီးလို့ရှိရင်ဟိုဒီ dollarization အန်တီရယ်ကိုရင်ဆိုင်နေရတယ်ပေါ့နော်အဲ့လိုမျိုးအချိန်ကျတော့ဟိုဒီတက်လာတဲ့သမရာက ဒါကိုသူ့နိုင်ငံရဲ့ national interest ပေါ့သူ့နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားအတွက်အဲနိုင်ငံတကာရဲ့ကဟိုဟာပေါ့သူ့ကိုရောင်းမယ်ဆိုရင် သူ့ကို import လုပ်မယ်ဆိုရင်သူ့စီ export လုပ်လာမယ်ဆိုရင် tariff ပေးရမယ်ဆိုပြီးတော့မှတကဘာလုံးပိုက်ရမ်းတာပေါ့နော်အဲအဲကြတော့အဲဟိုပေါ့စီးပွားရေးဟိုကုန်သွယ်မှုစစ်ဖြစ်တာပေါ့ရှင်အဲသို့တော်လဲတရုတ်ကကြံ့ကြံ့ခံနိုင်တယ်ဘာကြောင့်ကြံ့ကြံ့ခံနိုင်လဲဆိုတော့ ဟိုတယောက်နဲ့တယောက်ဟိုမတူကြအောင်လေဆိုလို့ရှိရင်အမေရိကန်အားတာတဲ့နေရာရှိတယ်လို့တရုတ်အားတာတဲ့နေရာတွေအများကြီးရှိတယ်။နောက်တခြားနိုင်ငံတွေအားတာတဲ့နေရာတွေအများကြီးရှိတော့ဟိုဟိုဟာပေါ့ကိုစိတ်တိုင်းကြလှုပ်လို့ရတဲ့ကဘာကြီးမဟုတ်တော့ဘူး။နောက်ဆုံးသူတို့သဘောတူသွားတာကတော့30%နဲ့10%ဆိုနှစ်ဖက်လုံးလျှော့ပြီးတော့မှဒါဒီဟိုဘယ်လိုပြောမလဲလက်တွေ့ကြတဲ့ အဲဟိုပါပေါ့နော်ပြိုင်ဆိုင်မှုမျိုးမဟုတ်ဘူးသူလည်းရှုံးမယ်ကိုလည်းရှုံးမယ်သူလည်းနစ်နာမယ်ကိုလည်းနစ်နာမယ်ဆိုတော့နှစ်ဖက်လုံးလျှော့ကြတာပေါ့နော်အဲ့လိုခြေနေပါရှင့်အနေခုနကပေါ့နော်ဒီ BRICS အကြောင်း BRICS currency အကြောင်းပြောရင်းနဲ့တလက်စာရဲပေါ့နော်အခုဆိုရှင်ဒီ BRICS တွေ SCO ရဲ့အခမ်းကဏ္ဍပေါ့နော်နောက်ပြီးတဲ့ခါကျတော့ဒီဟိုပါပေါ့ကမ္ဘာတောင်ချမ်းနိုင်ငံတွေပေါ့ Global South နိုင်ငံတွေရဲ့ဟိုပါပေါ့နော်ပါဝါလည်းအခုကဘာပြောတက်လာပြီပေါ့နော်ဆွဲခါကျတော့အဲ့လိုမျိုးဒီကမ္ဘာအရေးခင်းနေပေါ့နော်ဒီလို Global Affairs တွေ Trends တွေသွားနေတဲ့အခြေ ချိန်မှာမြန်မာနိုင်ငံကလည်းဒါပါပြော Global South ထဲမှာပါတာပေါ့လေနောက်ပြီး BRICS နိုင်ငံမှာဆို BRICS ကွာပေါ့နော်ဆိုလို့ရှိရင်လည်းမြန်မာနဲ့ Alliance ဖြစ်တဲ့နိုင်ငံတွေနိုင်ငံကြီးပေါ့နော် Russia China India ပေါ့နောက် SCO မှာဆိုလို့ရှိရင်လည်းမြန်မာက Dialogue Partner လည်းဖြစ်နေပြီဆိုတဲ့ခါကျတော့မြန်မာရဲ့အခမ်းအနားပေါ့နော်လက်ရှိ Multipolarity War Order ပေါ့ Multipolar War Order မှာမြန်မာရဲ့အခမ်းအနားကိုလည်းအန်ဒီကအာနှိကုံချုပ်ပိုင်းလေးနေနဲ့ဟိုဆွေးနွေးပေးပါအောင်ရှင့်ဟိုကျမတို့ကလေ ျမတို့မြမလူအတိုင်းကညင်ညွတ်ဖို့လိုတာပေါ့နော်တကယ်ညင်ညင်ညွတ်ညွတ်နဲ့ဆောင်ရွက်လိုက်ရင်ကျမတို့တည်ရှိနေတဲ့နေရာအရန်ကောင်းပါတယ်ရှင်ဒါကျမတို့အမြဲတမ်းပြောတယ်လေကျမတို့မြန်မာနိုင်ငံမှာတဘာဝတရားစတာတွေပေါများတယ်ဆိုတော့အဲ့ဒါထက်ပိုပြီးတော့ကောင်းတာကျမတို့တည်နေရပေါ့ကျမတို့တည်နေရတရုတ်ဘက်ကကြည့်လို့ရှိရင်အဲသူ့ရဲ့အနောက်ထွက်ပေါက်ဖြစ်တယ်အိန္ဒိယပင်လယ်ဘက်ကိုထွက်ချင်းကျမတို့ကိုဒီဒီကုမင်းကနေပြီးတော့မှ ဟိုကျမတို့ဟိုကန့်လန့်ပြပေါ့နော်ဒီရခိုင်ကနေထွက်တာပေါ့ကြောက်ဖြူတီထွက်တာအဲ့ဒါဆိုရင်တရုတ်တီတရုတ်တီကဘာမှာ wall factory ဖြစ်နေပြီလေကဘာမှာဘာပြောပြော made in china မလွယ်မလွတ်ဘူးပေါ့နော်ဒီကဘာရဲ့စက်ရုံကြီးဖြစ်တယ်ဒီကဘာလုံးသုံးတဲ့ပစ္စည်းတွေကိုတရုတ်နိုင်ငံမှာထုတ်ပေးနေတော့သူ့ရဲ့ trade volume မှာတအားများတာပေါ့ရှင်ဟိုကျမတို့တီးရတဲ့လောက်အကြမ်းမြင့်ဆို5 trillion တော့အနည်းဆုံးရှိတယ် အဲ5 trillion ဆိုတဲ့အမောင်ကအရင်များတယ်ပေါ့နော် trade volume ကအဲ trade volume ရဲ့တရုတ်ရဲ့ trade volume ရဲ့10ရာခိုင်နှုန်းလောက်ပေါ့ရရင်ကိုကျမတို့ထဲကဖြတ်ဖြတ်သွားရင်ကိုကျမတို့ကဘာလဲဆိုရင် transit trade ပေါ့ရှင်ကိုကိုကိုကုန်းမြေကိုဖြတ်ဖြတ်သွားပြီးတော့ရထားနဲ့ပဲသွားသွား အဲဒီဒီကားလမ်းနဲ့ပဲသွားသွားပေါ့နော်ဒါမှမဟုတ်မြစ်ချောင်းလေးပါလေတုံးပြီးတော့ရေလမ်းနဲ့ပဲတုံးတုံးပေါ့နော်အဲပြီးလို့ရှင်ပင်လယ်တင်မောစိတ်ပေါ့ deep sea port ပေါ့ရှင်ဒီရေနဲ့တင်မောစိတ်ကိုပဲတုံးတုံးပေါ့နော်အဲဒါတွေအသုံးပြုကြတယ် جماعه တို့ရနေမှာ transit trade ပေါ့နေရာရင်းကိုကလေ